that's a good one. ထိုင်းဝန်ကြီးချုပ်ပေတုံတန်းဟာထိုင်းစစ်ဒေသနှင့်တိုင်းမှုရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်လို့ယူဆရတဲ့တယ်လီဖုန်းပြောဆိုမှုပေါ်ကြားမှုဖြစ်ပြီးယာရုကနှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ထိုင်းဝန်ကြီးချုပ်တို့နယ်စပ်ငင်းပောင်းမှုကိစ္စတီးခြားဖုန်းပြောဆိုမှုမှာစစ်ဒေသနှင့်တိုင်းမှုဒုတိယဗိုလ်ချုပ်ကြီးဘွန်ဆင်ဘက်ကလန်ကိုစန့်ကျင်ဘက်လူလို့ရည်ညွှန်းတုံ့နှုံခဲ့တာပါ။အဲဒီလိုတုံ့နှုံခဲ့မှုအတွက်စိတ်မသက်မသာဖြစ် ြစ်ရတဲ့ထိုင်းပြည်သူတွေကိုဝန်ကြီးချုပ်ကတောင်းပန်ခဲ့ပြီးကမ္ဘောဒီးယားနဲ့နှုတ်နှစ်ဖက်ပြည်လဲမှုရာကြီးနီးနာတစ်ခုအနေနဲ့သာတုံ့တုံ့ခဲ့တဲ့အကြောင်းသတင်းစာရှင်းလင်းပွဲမှာဖြေရှင်းခဲ့ပါတယ်။တိုင်းမှုနဲ့လည်းဆက်ဆံရေးပုံမှန်ရှိတာကိုပြသဖို့နဲ့ထိုင်းစစ်တပ်နဲ့အစိုးရကြားစီလုံးညီညွတ်မှုပြသဖို့အတွက်တောင်းကြနေကတိုင်းမှုဒုတိယဗိုလ်ချုပ်ကြီးပွန်ဆင်ပက်ကလန်ကိုဝန်ကြီးချုပ်နဲ့ပွဲဟာတွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌနဲ့ဖုန်းပြောဆိုမှုဆိုလိုရင်းကိုဝန်ကြီးချုပ်ကရှင်းပြခဲ့ပြီးဖြစ်တာကြောင့် ဝန်ကြီးချုပ်နဲ့သူ့အကြားဆက်ဆံရေးပြဿနာတစုံတရာမရှိပါဘူးလို့တိုင်းမှုကပြောဆိုပါတယ်။ဒါပေမဲ့လည်းဝန်ကြီးချုပ်ရဲ့တန်ဖိုင်ကပေါ်ကြားခဲ့တဲ့နောက်ပိုင်းညွန်ပေါင်းအစိုးရမှပါဝင်နေတဲ့ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ဘူမီချိုင်းထိုင်းပါတီကညွန်ပေါင်းအစိုးရဖွဲ့ကနှုတ်ထွက်သွားပြီဖြစ်ပါတယ်။နောက်ထပ်အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ United Thai Nation Party အမှုဆောင်တွေကလည်းဝန်ကြီးချုပ်ကိုနှုတ်ထွက်ပေးဖို့တောင်းဆိုနေကြပြီးတချို့ပါတီဝင်တွေကလည်းဝန်ကြီးချုပ်ကိုကန့်ကွက်နေကြပါတယ်။ United Thai Nation Party ပါညွန်ပေါင်းဆိုရကနေနှုတ်ထွက်သွားရင်အစိုးရအနေနဲ့အောက်လွှတ်တော်မှာအမတ်နေရာအများစုကိုဆုံးရှုံးတော့မှာဖြစ်ပါတယ်။အင်အားအကြီးဆုံးတိုက်ခန့်ပါတီဖြစ်တဲ့ပြည်သူ့ပါတီကတော့အခုလိုဝန်ကြီးချုပ်ရဲ့ဖုန်းပြောဆိုမှုပေါ့ချမှုတွေနိုင်ငံရေးအရာတာဝန်ခံဖို့နဲ့ပါလီမန်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုနေကြပါလိမ့်ခင်ဗျာ။